နေ့စဉ်မနေ့ခုနှစ်နာရီတိုင်းမှာမြန်မာပိုင်းစီစဉ်သစ်ကိုတင်ဆက်ပေးပြီးတော့နောက်နေ့မနေ့စီစဉ်သစ်မပြောခင်ဒီအချိန်ချင်းထပ်မံထုတ်လွှင့်ပေးနေပါတယ်။ VOA ရဲ့နိုင်ငံတကာသတင်းတွေဒေတာတို့နိုင်ငံတွေရဲ့ VOA စီစဉ်တွေ Hollywood အပါအဝင်ဂီတမီပညာဖြောပြေးစီစဉ်တွေအင်္ဂလိပ်စာသင်ခန်းစာစီစဉ်တွေကိုလည်းကြည့်ရှုနိုင်ပါတယ်ရှင်။ဒီနေ့စီစဉ်မှာတော့မြန်မာနိုင်ငံရဲ့စီးပွားရေးအလားလာဟာ2014ခုနှစ်တွင်ဖွံ့ဖြိုးမှု6.8%ခန့်ထိရှိမယ်လို့ ADB အာရှဖွံ့ဖြိုးရေးဘဏ်အရာရှိတွေကခန့်မှန်းပြောဆိုတဲ့သတင်း တဘာဝဘီယန်တွေကြာကေဇေရေးနဲ့ကုညီထောက်ပံ့ရေးလုပ်ငန်းတွေတိုးမြင့်ဆောင်ရွက်ဖို့အမေရိကန်ကျက်ချင်ဒီအဖွဲ့နဲ့မြန်မာနိုင်ငံကျက်ချင်ဒီအသင်းတို့သဘောတူလိုက်တဲ့သတင်းတွေနဲ့အတူစီးရီးယားနိုင်ငံရဲ့ဓာတုလက်နက်ဖြတ်သန်းရေးရုရှားနိုင်ငံကတနမန်ရေးရဥဆောင်ကျူးပန်းတာကိုအမေရိကန်သမ္မတဥဘာမကလက်ခံလိုက်တဲ့အကြောင်းတွေနဲ့2000ခုနှစ်ကဖြစ်ပွားခဲ့တဲ့စက်တင်ဘာ17ရက်အကြမ်းဖက်တိုက်ခိုက်မှုကြီးအတွင်းတေဆုံးခဲ့သူတွေအတွက်အောက်မေ့ပွဲပြတဲ့အကြောင်းသတင်းဆောင်မတွေကိုရှုစားကြရမှာဖြစ်ပါတယ်ရှင် မြန်မာနိုင်ငံရဲ့စီးပွားရေးအလားအလာဟာ2014ခုနှစ်အတွင်းဖွံ့ဖြိုးမှု6.8%ခန့်နှုန်းထိရှိမယ်လို့ ADB အာရှဖွံ့ဖြိုးရေးဘဏ်အရာရှိတွေကခန့်မှန်းပြောဆိုပါတယ်။ပြီးခဲ့တဲ့နှစ်ကမြန်မာနိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးမှု9.5%ခန့်နှုန်းသာရှိခဲ့ပြီးဒီနှစ်6.8%ခန့်နှုန်းထိတက်လာတာပါ။မြန်မာနိုင်ငံအတွင်းသဘာဝတမွေတူးဖော်ရေးလုပ်ငန်းနဲ့ဒီရလျက်စစ်ထုတ်လုပ်ရေးလုပ်ငန်းတွေကြောင့်ပြည်ပကရတဲ့ဝင်ငွေအပါအဝင်ဗားလက်ခီးတဲ့လုပ်ငန်းဖွံ့ဖြိုးထုတ်လာတဲ့အတွက်အခုလိုစီးပွားရေးဖွံ့ဖြိုးမှုအကောင်းလာတာဆိုပြီး EDB အာရှဖွံ့ဖြိုးရေးဘဏ်ကသုံးသပ်ပါတယ်။ 2014ခုနှစ်နောက်ပိုင်း2030ခုနှစ်အထိစီးပွားရေးဖွံ့ဖြိုးမှုနှုန်းဟာ9ရာခိုင်နှုန်းနဲ့100ခိုင်နှုန်းကြားမှာနှစ်ဆင်ရှိမယ်လို့ခန့်မှန်းတဲ့အကြောင်းလဲ ADB အာရှဖွံ့ဖြိုးရေးဘဏ်ဒုတိယဥက္ကဋ္ဌဇော်ရှော်ယူကနေပြည်တော်မှာကျင်းပတဲ့စီးပွားရေးပညာရှင်တွေနဲ့တွေ့ဆုံပွဲမှာပြောခဲ့ပါတယ်မြန်မာနိုင်ငံတွင်ပြုပြင်ပြောင်းလဲရေးမှာအခက်အခဲတွေရှိနေပေမဲ့လည်းအာရှဒေသတွင်ဖွံ့ဖြိုးမှုလာလာကောင်းတဲ့တိုင်းပြည်တစ်ခုဖြစ်တာနဲ့အညီစီးပွားရေးအရှိန်ကောင်းလာအောင် မှန်ကန်တဲ့လမ်းကြောင်းပေါ်မှာရှိနေတာကြောင့်အခုလိုမျှော်လင့်နိုင်တာလို့လည်း ADB ဒုတိယဥက္ကဋ္ဌကပြောပါတယ်မြန်မာနိုင်ငံအနေနဲ့တဘာဝအရင်းအမြစ်ဒုဖော်ရေးလုပ်ငန်းတွေမှာပို့ပြီးတော့ရင်းနှီးလုပ်ကိုင်ဖို့ကမ္ဘာလက်ခီးတဲ့လုပ်ငန်းကိုတိုးမြှင့်ဆောင်ရွက်ဖို့နဲ့ဒေသတွင်းနိုင်ငံတွေနဲ့ပူးပေါင်းဆောင်ရွက်ဖို့လိုအပ်တဲ့ကြောင်း ADB အစဖွံ့ဖြိုးရေးဘဏ်ကအကြံပြုတိုက်တွန်းသွားပါတယ်ခင်ဗျာ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါအောင်ဆန်းစုကြည်ဟာမနေ့ကပိုလန်နိုင်ငံကိုရောက်ရှိနေပြီးတော့ပိုလန်လွှတ်တော်နှစ်ရက်ကလွှတ်တော်ဥက္ကဋ္ဌတွေနဲ့တွေ့ဆုံခဲ့ပါတယ် ပိုလန်နိုင်ငံအနေနဲ့မြမဒီမိုကရေစီရေးကိုထောက်ခံအားပေးကြောင်းနဲ့ပိုလန်နိုင်ငံရဲ့ဒီမိုကရေစီအသွင်ကူးပြောင်းမှုဆန်ရလွတ်တော်အတွေ့အကြုံတွေကိုလွတ်တော်ဥက္ကဋ္ဌတွေကဒေါအောင်ဆန်းစုကြည်ကိုရှင်းလင်းပြောဆိုခဲ့ပါတယ်မြမနိုင်ငံရဲ့ပြည်သူလွတ်တော်ကိုယ်စားလှယ်တူဦးလည်းဖြစ်တဲ့ဒေါအောင်ဆန်းစုကြည်ကိုပိုလန်နိုင်ငံလွတ်တော်ရဲ့အတွေ့အကြုံ ဒီမိုကရေစီအသွင်ကူးပြောင်းမှုဆိုင်ရာအခြေအနေတွေကိုရှင်းလင်းပြောပြနိုင်ဖို့ပိုလန်အောက်လွှတ်တော်ဥက္ကဋ္ဌနဲ့ပိုလန်သမ္မတဟောင်းလက်ဗယ်စီဒိုကနေပြီးတော့ပိုလန်နိုင်ငံခရီးစဉ်အတွက်အဓိကစီစဉ်ဖိတ်ကြားခဲ့တာဖြစ်ပါတယ်။စီစဉ်ရလက်ရှိပိုလန်သမ္မတဘရောနီစလော့ခိုမိုရိုဝါ ကီနဲ့တရားသွေးဆုံမှုရှိတယ်လို့ဝါစောတက္ကသိုလ်မှလည်းဒေါ်ဆန်းစုကြည်အနေနဲ့ပညာရေးနဲ့နိုင်ငံရေးဆက်နွယ်ရေးအကြောင်းအရာတွေကိုဟောပြောဖို့ဖြစ်ပါတယ်။ဥရောပသုံးနိုင်ငံခီးစဉ်တွင်ဒေါ်ဆန်းစုကြည်ဟာဟန်ဂေရီနိုင်ငံဘူဒါဘတ်စ်တက္ကသိုလ်ကိုလည်းသွားရောက်ဖို့ရှိနေပြီးတော့အဲ့ဒီမှာတော့တော်လန်ရေးမှသည်တိုင်းပြည်ပြန်လည်ထူထောင်ရေးစီတို့ဆိုတဲ့ခေါင်းစဉ်နဲ့ဟောပြောပို့ချဖို့စီစဉ်ထားပါတယ်။ဥရောပခီးစဉ်နောက်ဆုံးနိုင်ငံအဖြစ်ချက်ပြည်သူသမ္မတနိုင်ငံဖြစ်ပြီးတော့ အဲ့ဒီမှာတော့18ကြိမ်မြောက်ပြင်ပါမယ် Forum 2000နိုင်ငံတကာညီလာခံကိုတက်ရောက်မှာဖြစ်ပါတယ်ရှင်။ Syria နိုင်ငံရဲ့ဓာတ်တုလက်နက်ဖြတ်သိမ်းရေးရုရှားနိုင်ငံကတန်တမန်ရေးရဥဆောင်ကျိုးပန်းတဲ့အတိုင်းဆက်ပြီးတော့အကောင့်ထည့်ဖော်သွားမယ်ကြောင်း American သမ္မတ Barack Obama ကပြောလိုက်ပါတယ်။ But this initiative has the potential to remove the threat of chemical weapons without the use of force. particularly because Russia တန်တမာရေးကြိုးပမ်းမှုတွေမအောင်မြင်ခဲ့ရင်တော့ American ပြည်ထောင်စုအနေနဲ့စီးရဲရတုံ့ပြန်မှုအစင်းသင်းရှိတယ်လို့သူကဆိုပါတယ်အင်ဂါနီယာကနိုင်ငံတော်ဝန်ကိုရုံးမြင့်တန်ကြားကနေပြောကြတာမှာသမရဥပမာကရုရှားနိုင်ငံရဲ့အဆွေပြုချက်နဲ့စီးရီးယားရဲ့သဘောတူညီမှုတွေကိုရည်ညွှန်းပြီးအားတက်စရာလက္ခဏာတွေဖြစ်တယ်လို့ထည့်သွင်းပြောဆိုသွားပါတယ်စီးရီးယားသမရအာဆတ်အစိုးရဟာဓာတုလက်နက်တွေကိုဖျက်ဆီးပစ်ဖို့ကုလသမဂ္ဂထံအနိုင်ရမှာဖြစ်ပြီးအမေရိကန်ကလည်းစီးရီးယားတိုက်ခိုက်မဲ့အစီအစဉ်ကိုရပ်ဆိုင်းထားဖို့သဘောတူလိုက်တာပါ ဒီကမ်းလှမ်းချက်အောင်မြင်မလားဆိုတာကတော့ပြောဖို့တိတ်ဆောလွန်ပြီးအချိန်မတန်သေးကြောင်းဒါပေမဲ့အင်အားမတုံးလိုက်ရဘဲဓာတုလက်နက်တွေကိုဖယ်ရှားပစ်နိုင်တဲ့အလားအလာတော့ရှိတဲ့ကြောင်းသမရဥပမာကမှတ်ချက်ချပြောဆိုပါတယ်သမရအဆက်အစိုးရကဓာတုလက်နက်အသုံးပြုမဲ့အရေးကိုရှောင်လွဲဖို့ဖြစ်လာတာဟာအမေရိကန်ပြည်ထောင်စုဘက်ကစစ်ရေးအရတိုက်ခိုက်တော့မယ်ဆိုတဲ့ရည်ရွယ်ချက်ကြောင့်ဖြစ်ပြီးဒီလိုဓာတုလက်နက်တွေအသုံးပြုမှာကိုတီးခတ်မှာမဟုတ်ဘူးဆိုတာ အမေရိကန်ပြည်ထောင်စုအနေနဲ့ကဘာကြီးကိုပြတ်ပြတ်သားသားပြတ်သားလိုက်တာဖြစ်တယ်လို့လည်းသမ္မတဥပမာကပြောဆိုသွားပါတယ်အရှေ့တရုတ်ပင်လယ်တွင်ရေပိုင်နဲ့အငင်းပွားနေတဲ့ကျွန်းစုကိုဂျပန်ကဝယ်ယူခဲ့တာတနည်းပြတဲ့နှစ်ပတ်လည်မနေ့ကကြားရောက်တာကြောင့်အငင်းပွားနေတဲ့နေရာမှာဂျပန်ဘက်ကကင်းလေရေရင်တွေတိုးပြီးချလိုက်ပါတယ်။အဲ့ဒီကျွန်းစုကိုဂျပန်အစိုးရကနေပုဂ္ဂလိကပိုင်ရှင်တယောက်စီကပြီးခဲ့တဲ့၁၂လကဝယ်ယူခဲ့ပြီးတဲ့နောက်ပိုင်းဂျပန်နဲ့တရုတ်နှစ်နိုင်ငံကြားအငင်းပွားမှုတွေရှိခဲ့ပြီးတော့ဆက်ဆံရေးအဆင်မပြေဖြစ်ခဲ့ပါတယ်။ ဒီကျွန်းစုအယောင်းအဝယ်ကိုတရုတ်ကအသိမမပြုပါဘူး။အဲ့ဒီနေရာဟာတရုတ်တို့လည်းမဟာပြွာကြတဲ့အတွက်လေလေချောင်းကရောရေချောင်းကပါကင်းလှည့်တာတွေတိုးမြင့်လှုပ်ဆောင်နေပါတယ်။ဂျပန်အစိုးရဝန်ကြီးအဖွဲ့ဒူဝန်ကြီးကတ်ဆူနိုဘို ကတ်တိုကတော့ဒီကျွန်းစုကိုဂျပန်ပိုင်တဲ့အဖြစ်အခိုင်အမာရပ်တည်သွားမှာဖြစ်ပြီးတော့တင်မာမှုကိုတနမန်ခင်းရဖြည့်ရှင်းသွားဖို့မျှော်လင့်ကြောင်းမနေ့ကပြောဆိုပါရတယ်။ ဂျပန်နိုင်ငံဘက်ကဆန်ကားကူးလို့ခေါ်ပြီးတော့တရုတ်နိုင်ငံဘက်ကဒါအိုယူလို့ခေါ်တဲ့ကျွန်းစုတွေဟာလူသူနေထိုင်ခြင်းမရှိတဲ့ကျွန်းတွေဖြစ်ပြီးတော့ငါးဖမ်းဖို့နဲ့ရေနံနဲ့တဘာဝတံငွေတူးဖို့ရေးလို့စွန့်အင်ထုတ်လုပ်နိုင်ဖို့အလားအလာရှိတဲ့နေရာတွေအဖြစ်နှစ်နိုင်ငံစလုံးကသတ်မှတ်ထားကြတာဖြစ်ပါတယ်ရှင်။ ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းဇမ်ဘိုဝန်ကာစစ်ကမ်းမြို့ကိုသိမ်းဖို့ကြိုးစားနေတဲ့တပုံဖွဲ့တွေနဲ့ဖိလစ်ပိုင်စစ်တပ်အကြောင်းမနေ့ကတက်တက်မြောက်နေဖြစ်အပြန်အလှန်ဆက်ပြီးတော့တိုက်ခိုက်နေပါတယ်။မွ슬င်ခွဲထွက်ရေးတပုံ200လောက်ကဒေသခံတွေကိုပြန်ပစ်ဆွဲပြီးစစ်တပ်ကပြစ်ခတ်တဲ့အချိန်မှာလူတွေကိုရှေ့ကနေကာခိုင်းထားတယ်လို့စစ်တပ်ဖက်ကပြောပါတယ်။ကန်ယူရာမှာရှိတဲ့ရွာအနည်းဆုံး၄ရွာကိုဖိလစ်ပိုင်စစ်တပ်ကဝိုင်းထားပါတယ်။ တိုက်ခိုက်မှုတွေဆက်ဖြစ်နေတဲ့အတွက်ဒေသခံတွေထောင်ထဲချီပြီးတော့အိုးအိမ်တွေကိုစွန့်ခွာထွက်ပြေးနေရပြီးလူတသန်းလောက်နေထိုင်တဲ့ဇန်ဘူဝံဂါမြို့နေရာတော်တော်များများမှာတွာလာသူမရှိပဲခြောက်ကန်နေပါတယ်။တပုန်တွေဘက်ကဒေသခံဒါဇင်နဲ့ချီပြီးတော့ဇာကန်ဖြစ်ဖမ်းထားတယ်လို့ယုံကြည်ရပေမဲ့ဘယ်လောက်ဆိုတဲ့အရေးအတွက်အတိအကျကိုတော့မသိရသေးပါဘူး။အစားတောင်းတဲ့လဲဖို့အတွက်တဘုံတွေကဖမ်းထားတဲ့လူခုနှစ်ယောက်ကိုပြန်လွတ်ပေးခဲ့တယ်လို့လည်းဇံဘွန်ကမြို့တော်ဝန်ကအင်တာနက်ကနေကြေညာပါတယ်။ ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းဒေသမှာမွတ်စလင်ခွဲထွက်ရေးတပုံတွေရဲ့နှစ်ပေါင်း40လောက်ကြာတဲ့ပုံကန်တိုက်ခိုက်မှုတွေအတွင်းလူသိန်းခွဲလောက်အသက်ဆုံးရှုံးခဲ့ရပြီးပါပြီ။မိုရိုအစ္စလာမစ်လူမျိုးရေးတပ်ဦးတပုံတွေနဲ့အစိုးရကြောင်းအပြစ်ခံရစေရေးအတွက်1996ခုနှစ်ကသဘောတူလက်မှတ်ရေးထိုးခဲ့ပေမဲ့ဒေသဖွံ့ဖြိုးရေးအတွက်တေးထားတဲ့ကိရိတွေကိုဖိလစ်ပိုင်အစိုးရဘက်ကပြက်ကွက်တယ်ဆိုပြီးတပုံအဖွဲ့ဝင်တချို့ကဆက်ပြီးတော့တိုက်ခိုက်နေကြတာဖြစ်ပါတယ်။ တောင်နဲ့မြောက်ကိုရီးယားနှစ်နိုင်ငံနယ်ကြားကေဆွန်းစက်မှုစုံကိုလာမယ့်တနင်္လာနေ့မှာအစမ်းသဘောပြန်လည်ဖွင့်လှစ်ဖို့တောင်နဲ့မြောက်နှစ်နိုင်ငံကသဘောတူလိုက်ကြပါတယ်။မနေ့ကမနေ့ကနှစ်ဖက်ကိုယ်စားလှယ်တွေအချိန်တော်ကြာညှိနှိုင်းခဲ့ကြပြီးတော့ကေဆွန်းစက်မှုစုံပြန်လည်လည်ပတ်နိုင်ရေးသဘောတူခဲ့ကြတာဖြစ်တယ်လို့တောင်ကိုရီးယားနှစ်နိုင်ငံပြန်လည်ပေါင်းစည်းရေးဝင်ကြီးကပြောဆိုလိုက်တာပါ။မြောက်ကိုရီးယားဘက်ကပြီးခဲ့တဲ့ဧပြီလကဖိတ်ဖြစ်ခဲ့တဲ့ပူးရဲစက်မှုစုံပြန်လည်ဖွင့်နိုင်ရေးနှစ်ဖက်ဆွေးနွေးခဲ့ကြပြီးတော့ပြီးခဲ့တဲ့လကပနမသဘောတူခဲ့ကြပါတယ်။ ဒါမဲ့စက်ရုံတွေပိတ်ပစ်ခဲ့လို့တောင်ကိုရီးယားလုပ်ငန်းရှင်တွေနှစ်နာခဲ့ရတာတွေရောကျေးရရှိရေးနဲ့နောက်ထပ်ဒီလိုမဖြစ်ရအောင်အမခန့်ချက်ပေးဖို့တောင်ကိုရီးယားဘက်ကလှူလာနေပါတယ်တောင်ကိုရီးယားကုမ္ပဏီတွေအနေနဲ့ဒီနှစ်အတွက်အခွန်ပေးဆောင်ဖို့မလိုကြောင်းနောက်ပိုင်းမှာစက်ရုံတွေပိတ်မပြတ်အောင်နိုင်ငံသားသားယင်းနှိမ့်နှံသူတွေဆက်မှုစုံဝင်ထွက်ပေးနိုင်ရေးစတဲ့အချက်တွေကိုနှစ်ဖက်သဘောတူခဲ့ကြတယ်လို့တောင်ကိုရီးယားရဲ့ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။ ။မြောက်ကိုရီးယားနိုင်ငံမှာသတင်းစာတွေမှာလည်းလာမယ့်စက်တင်ဘာလ16ရက်နေ့မှာကေဆွန်းဆက်မှုဇုံပြန်လည်ဖွင့်မယ်လို့ဖော်ပြထားပါတယ်။အသေးစိတ်ကတော့ထုတ်ပြန်ခြင်းမရှိသေးပါဘူးရှင်။နိုင်ငံကအကာသစခန်းကို6လကြာတွားရောက်နေခဲ့တဲ့ရုရှားအကာသယာဉ်မှူး2ဦးနဲ့အမေရိကန်အကာသယာဉ်မှူး2ဦးတို့မနေ့ကကမ္ဘာမြေပေါ်ပြန်လည်ဆင်းသက်ခဲ့ကြပါဗါဗယ်ဗင်ဂရော့ဒော့ဖ် အလက်ဇန်းဒါမီဆကင်နဲ့ခရစ်ကက်ဆရီတို့၃ယောက်ကိုတည်လာတဲ့ရုရှားအကာသယာဉ်ဆိုယုစ်ထိပ်ဖူးဟာမနေ့ကကာဇစ်စတန်နိုင်ငံပိုင်နယ်ထဲမြေပြင်ပေါ်ဆင်းသက်ဖို့တတ်မှတ်တဲ့နေရာကိုလေဒီနဲ့ကြာလာခဲ့တာပါကဇက်စတန်ကွင်းမြေကြီးတဲကိုရောက်တဲ့ဆိုရင်ပဲဆိုယုစ်ထိပ်ဖူးတွေကနေအပြင်ရောက်လာတဲ့အာဂါသယာဉ်မူ၃ယောက်ကိုလှုပ်လို့ရတဲ့ပလက်ကလထိုင်ပေါ်မှာတင်ပြီးကဘာမြေကြီးရဲ့ဆွဲအားနဲ့ပြန်ထိန်းကြီးပေးခဲ့ပါတယ်။နိုင်ငံတော်အာဂါသဆက်မှာအစခန်းမှာအခုအာဂါသယာဉ်မူ၃ယောက်ကျန်နေပါသေးတယ်။ ဒီလောက်ကမှကာဇက်စတန်နိုင်ငံကနေနောက်ထပ်အမေရိကန်နဲ့ရုရှားအာကာသယာဉ်မှုတွေဂျိုဘတ်လမ်းကြောင်းထဲမှာရှိနေတဲ့အာကာသတပ်ခွဲကမ်းမှာပူးပေါင်းဆောင်ရွက်ဖို့နိုင်ငံတကာအာကာသစခန်းကိုတွားရောက်ဖို့ရှိပါတယ်ခင်ဗျာအမေရိကန်နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Apple ကုမ္ပဏီကနေပြီးတော့ iPhone လက်ကင်ဖုန်းမျိုးစားတင်နှစ်မျိုးကိုအင်္ဂါနေ့ကဈေးကွက်ထဲမှာစတင်ရောင်းချလိုက်ပါတယ်။အပြိုင်ဆိုင်များတဲ့ smartphone ဈေးကွက်ကိုလွှမ်းမိုးထားနိုင်ဖို့ Apple ကုမ္ပဏီကလှုံ့ဆော်လိုက်တာလည်းဖြစ်ပါတယ်။ ဖုန်းအမျိုးအစားအသစ်နှမျိုးတဲက iPhone 5C ကိုအစိမ့်အပြာအဝါပန်းရောင်နဲ့အဖြူလိုအယောင်၅မျိုးနဲ့ရောင်းချမှာဖြစ်တယ်လို့ Apple company ကပြောပါတယ်။ Cell phone contract နှစ်နှစ်စာချုပ်ချုပ်သူတွေဖုန်းတစ်လုံးကိုဒေါ်လာ99ဒေါ်လာနဲ့ရောင်းချပေးမယ်လို့ဆိုပါတယ်။အဲ့ဒီဖုန်းကိုရောင်းချခြင်းအပြင်အမေရိကန်နဲ့ဥရောပနိုင်ငံတွေလောက်ဝင်ငွေအားမကောင်းတဲ့တရုတ်နဲ့တခြားနိုင်ငံတွေမှာသူတို့ဖုန်းရောင်းအားမြင့်တင်လာဖို့ Apple ကမျှော်လင့်ထားတာပါ ပိုးပြီးတော့ဈေးကြီးရဲ့ iPhone 5s ကတော့သူတို့တီထွင်ဖန်တီးခဲ့သမျှထဲမှာရှေ့အနာဂတ်ကိုရှုမြော်တဲ့စမ်းသပ်မှုအဆင့်အမြင့်ဆုံးတီထွင်မှုဆိုပြီးတော့ Apple ကုမ္ပဏီကပြောပါရယ်အဲ့ဒီဖုန်းရဲ့ကွန်ပျူတာစွမ်းရည်ကမြင်မာပြီးတော့2009ခုနှစ်မှာစတင်ရောင်းချခဲ့တဲ့မူရင်း iPhone နဲ့ရှင်ရင်ငါးစပုံမြန်တယ်လို့ဆိုပါရယ် iPhone 5s မှာဘက်ထရီအသုံးခံတဲ့တက်တန်းကလည်းပိုကြာမှာဖြစ်ပြီးတော့ဘက်ထရီအားထပ်သွင်းစရာမလိုဘဲ10နာရီစကားပြောနိုင်လို့ရပါရယ် iPhone 5s ဈေးကတော့ဖုန်းရဲ့ memory အကြီးအသေးပမာဏလိုက်ပြီးတော့196ဒေါ်လာကနေ399ဒေါ်လာအထိရှိမှာပါ Google company ကထုတ်တဲ့ Android cell phone တွေကလောလောဆယ် smartphone ဈေးကွက်မှာလွှမ်းမိုးထားပြီးတော့လက်ကင်ဖုန်းဈေးကွက်တစ်ခုလုံးရဲ့၄ပုံ၃ပုံကိုယူထားပါတယ် Apple ကဒီနေ့မှာတော့ဈေးကွက်နေရာ18ရာခိုင်နှုန်းတိုးလာနိုင်တယ်လို့တချို့တွေကအကြက်ခတ်မှန်းကြပါတယ်ရှင် ခုဆက်လက်ပြီးတော့သတင်းဆောင်မတွေကိုတင်ဆက်ပါမယ်တဘာဝဘေးရန်တွေရဲ့အကြောင်းကေဇေးရေးနဲ့ကုညီထောက်ပံ့ရေးလုပ်ငန်းတွေတိုးမြင့်ဆောင်ရွက်ရေးအတွက်အမေရိကန်ကျက်ချင်ဒီအဖွဲ့နဲ့မြန်မာနိုင်ငံကျက်ချင်ဒီအသင်းတို့သဘောတူလိုက်ကြပါတယ်။မနေ့ကရန်ကုန်မြို့မြန်မာနိုင်ငံကျက်ချင်ဒီအသင်းရုံးခွဲမှာလက်မှတ်ရေးထိုးပွဲကျင်းပခဲ့တာပါ။အမေရိကန်ကျက်ချင်ဒီအသင်းနဲ့မြန်မာနိုင်ငံကျက်ချင်ဒီအသင်းတို့အကြားအခုမှသဘောတူညီချက်လက်မှတ်ရေးထိုးတယ်ဆိုပေမဲ့လည်းပူးပေါင်းဆောင်ရွက်တာတွေကတော့2005ခုနှစ်ကတည်းကရှိနေခဲ့တာပါ။ပြည်စုံမှုတော့ရန်ကုန်မြို့ကနေကိုစော်ဝင်းလိုင်ကတင်ပြပို့ထားပါတယ်ခင်ဗျာ။ မြန်မာနိုင်ငံအတွင်းဒီမိုကရေစီပြည်ပြင်ပြောင်းလဲမှုတွေစတင်ဖော်ဆောင်လာပြီးနောက်ပိုင်းနိုင်ငံတကာကအသင်းအဖွဲ့တွေ NGO အဖွဲ့အစည်းတွေတဖွဲ့ဖွဲ့ရောက်လာကြတာမှာအမေရိကန်နိုင်ငံကချက်ချင်းဒီအသင်းလဲတစ်ခုအပါအဝင်ဖြစ်ပါတယ်အမေရိကန်နိုင်ငံချက်ချင်းဒီအသင်းနဲ့အခုမှလက်မှတ်ထိုးပြီးတရားဝင်သဘောမျိုးဖြစ်လာပေမဲ့မြန်မာနိုင်ငံခေတ်သစ်သမိုင်းမှာအဆိုးအဝါးဆုံးနဲ့လူအသေးပြောက်အများဆုံးသဘာဝဘေးအန္တရာယ်လို့ပြောလို့ရနိုင်တဲ့ဆိုက်ကလုန်းနာဂစ်မတိုင်ခင် 2005ခုနှစ်ခရဲကနှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုတွေရှိခဲ့တယ်လို့မြန်မာနိုင်ငံကြက်ချင်ဤအသင်းဥက္ကဋ္ဌဒေါက်တာတာလာရွှေက VOA ကိုရှင်းပြပါဗျာ။ဟို2005တည်းကစပြီးတော့ဝက်သက်ယောဂကာကွယ်ဆေးတိုက်ကျွေးတဲ့နေရာမှာဆရာတို့သူတို့အကူအညီစပြီးပေးလာပါတယ်။ဒါပေမဲ့အဲ့ဒီကြားထဲမှာလည်းဟိုလိုရင်လိုသလိုတော့သူတို့ကနေအကူအညီလေးတွေပေးတာလေးရှိတယ်ပေါ့နော်။ အရင်စစ်ဆိုးရလက်ထက်တုန်းကတော့အနာဂတ်မုံတိုင်းတိုက်ခတ်ပြီးချိန်မှတောင်းနိုင်ငံတကာကအကူအညီတွေကိုအာဏာပိုင်တွေဘက်ကချက်ချင်းလက်မခံခဲ့တဲ့အတွက်မလိုအပ်တဲ့ဆုံးရှုံးနေနာမှုတွေဖြစ်ခဲ့ရတယ်ဆိုပြီးဝေဖန်ပြောဆိုမှုတွေထွက်ပေါ်ခဲ့တာပါအခုချိန်မှာတော့အစ်စ်ပြောင်းလဲလာတဲ့အဆိုးရအဖွဲ့အစည်းနဲ့အညီလုပ်ငန်းလှုပ်ဆောင်မှုတွေမှာလည်းပိုပြီးပွင့်လင်းမြင်သာမှုတွေဖြစ်ပေါ်လာနေသလိုနိုင်ငံတကာချက်ချင်းဒီအဖွဲ့အစည်းတွေလည်းမြန်မာချက်ချင်းဒီအသင်းနဲ့အတူသဘာဝဘေးရန်တွေကာကွယ်ရေးယောဂါကြိုတင်ကာကွယ်ရေးစတဲ့လုပ်ငန်းတွေမှာတိုးချဲ့ပြီးပူးပေါင်းလှုပ်ဆောင်လာနေကြတာဖြစ်ပါတယ် ဒါကြောင့်လဲနောက်မှာနာခိလိုသဘာဝဘေးအန္တရာယ်အပါအဝင်တခြားမမျှော်လင့်တဲ့ဘေးအန္တရာယ်တွေနဲ့ကြုံတွေ့ရတဲ့အခါအဆင်သင့်ဖြစ်အောင်မြမချက်ချင်းဒီအသင်းအနေနဲ့ကြိုတင်ပြင်ဆင်မှုတွေလှုပ်ဆောင်ထားတယ်ဆိုတာကိုလဲဒေါက်တာတာလရွှေကရှင်းပြပါတယ်အာသဘာဝဘေးအန္တရာယ်ကြုံတွေ့လာရင်ပြန်လည်ပြီးတော့အမြန်ဆုံးတုံ့ပြန်နိုင်အောင်ဆိုပြီးတော့အဲတူလောင်ယုံ20နဲ့3ယုံဗမာတပြည်လုံးမှာအနှံ့ပါပြည်내တိုင်းအကုန်လုံးမှာဆရာတို့ဖွင့်ထားတာရှိပါတယ် အဲ့ဒီမှာလဲဆရာတို့အနေနဲ့ကဘီဘီဆိုင်ရာအဖွဲ့တွေဗါရီယာလှူဒန်းတဲ့ငွေတွေနဲ့အဲ emergency management fund ဆိုတာဘန်စရင်ဖွင့်လာတာရှိပါလားအဲ့ဘန်စရင်ကငွေစုပန်အနေနဲ့ဖွင့်လာပြီးအဲ့ဒီကရတဲ့အတိုးမြတ်ကိုအသုံးပြုပြီးတော့ဟိုနင်းကိုတော့ capital ကိုတော့ထိလို့မရဘူးဒါပေမဲ့အဲ့ဒီကနေရတဲ့အတိုးမြတ်ကိုအသုံးပြုပြီးဆရာတို့ကပစ္စည်းတွေဝယ်ပါတယ်ပြီးရင်ဗမာတပြည်လုံးမှာရှိနေတဲ့ဒီတူလောင်ယုံတွေကိုဖြန့်ထားပါတယ်အမေရိကန်ချက်ချင်းဒီအသင်းအနေနဲ့ကတော့ မြန်မာနိုင်ငံချက်ချင်းဤအတင်းအတွဲငွေကြေးအရထောက်ပံ့ပေးတာအပြင်သူတို့ကျွမ်းကျင်တဲ့နေရာဒေသတွေမှာပံ့ပိုးကူညီပေးသွားမှာဖြစ်တယ်လို့အာရှအရှေ့လယ်ပိုင်းနဲ့ဥရောပဒေသဆိုင်ရာအမေရိကန်ချက်ချင်းဤအတင်းညွှန်ကြားရေးမှူး Mark Breslan ကပြောပါတယ် Uh, we feel that as the American Red Cross, our knowledge and experience is strongest in the field of disaster risk reduction. American ချက်ချင်းဒီအသင်းအနေနဲ့ကျွန်တော်တို့ကျွမ်းကျင်တဲ့နေရာတွေဟာတဘာဝဘေးရန်တွေရွှော့ချနိုင်ရေးနဲ့အစီအစဉ်ချမှတ်ရေးဆွဲရေးတွေဖြစ်တာကြောင့် လုပ်ငန်းအရကျွန်တော်တို့ကျွမ်းကျင်တဲ့အဲ့ဒီနေရာတွေကိုအာယုံစိုက်ပြီးလှုပ်ဆောင်သွားမှာဖြစ်ပါတယ်။ဒါကြောင့်မြန်မာနိုင်ငံနဲ့မြန်မာလူမျိုးတွေအတွက်ပို့ပြီးတော့အကျိုးဖြစ်ထွန်းအောင်အဲ့လိုနေရာတွေကိုကျွန်တော်တို့အထူးပြုလှုပ်ဆောင်သွားမှာဖြစ်ပါတယ်။မြန်မာနိုင်ငံချက်ချင်းဒီအသင်းအနေနဲ့အမေရိကန်ချက်ချင်းဒီအသင်းအပါအဝင်တခြားလာချမ်းဒီအဖွဲ့ ICRC နိုင်ငံကချက်ချင်းဒီအဖွဲ့စတဲ့အဖွဲ့တွေနဲ့ပူးပေါင်းပြီးဘေးရန်တွေရွှော့ချရေးဘေးဒုက္ခစီမံခန့်ခွဲရေးအရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းတွေအပြင် အသင်းဖွံ့ဖြိုးတိုးတက်ရေးအတွက်ရှစ်တိုးလှုပ်ဆောင်သွားမယ်လို့ဆိုပါရယ်ဘေးဒုက္ခကြောက်ရွံ့နိုင်တဲ့ရရွာလူထုများနဲ့ចောင်းသားလူငယ်များဤဆွမ်းဆောင်ရည်မြင့်တင်ခြင်းဖြင့်ဘေးအန္တရာယ်ပုံမကင်းရှင်းအောင်လှုပ်ဆောင်နိုင်တဲ့အနေနဲ့အမေရိကန်နဲ့မြန်မာကျက်ချင်းဒီအဖွဲ့တို့ပူးပေါင်းပြီးဆိုင်ကလုန်းနာဂိတိုက်ခတ်တုန်းကအထိနာခဲ့တဲ့အရာဝတီတိုင်းဒေသကြီးဖြာပုံခိုင်ဒေဒီယမြို့နယ်အတွင်းကနေရာငါးနေရာကចောင်းငါးចောင်းနဲ့ရန်ကုန်မြို့နယ်အတွင်းမှာရှိတဲ့ចောင်းငါးចောင်းတို့ကိုအထုဒေသအဖြစ်ရွေးအထုဒေသအဖြစ်ရွေးချယ်လှုပ်ဆောင်သွားမှာဖြစ်တယ်လို့ပြောပါတယ် မြန်မာနိုင်ငံချက်ချင်းဒီအတင်းအနေနဲ့ကတော့တဘာဝဘေးအန္တရာယ်ကြောက်တဲ့နေရာတွေတင်တာမကပဲတခြားဘေးဒုက္ခအမျိုးမျိုးနဲ့ရင်ဆိုင်နေကြရတဲ့ IDP နေရရှိပြောင်းခံရသူတွေအတွက်လဲကုညီလုတ်ဆောင်ပေးသွားဖို့စီစဉ်ဆောင်ရွက်နေတယ်လို့မြန်မာနိုင်ငံချက်ချင်းဒီအတင်းဥက္ကဋ္ဌဒေါက်တာတာလရွှေကပြောပါတယ်ခင်ဗျာ ဆီးရီးယားနိုင်ငံမှာပြီးခဲ့တဲ့လကဓာတုလက်နက်သုံးတိုက်ခိုက်မှုပြဿနာကိုဖြေရှင်းမှုတနမန်ရေးနည်းနဲ့အာထုတ်မှုတစ်အပေါ်မှာသူ့အနေနဲ့အားတက်တယ်လို့အမေရိကန်သမ္မတဘရက်အိုဘားမားကပြောလိုက်ပါတယ်။ဒါပေမဲ့ဆီးရီးယားကြောင့်အမေရိကန်လိုစောင့်ထိန်တဲ့ကျင်းဝတ်စံနှုန်းတွေနဲ့လုံခြုံရေးပိုင်းမှာထိခိုက်နိုင်တဲ့အန္တရာယ်တွေကတော့ရှိနေတယ်ဆိုပြီးအင်္ဂါနေ့ညတုန်းကအမေရိကန်ပြည်သူတွေကိုရုံးမြင့်တန်ကြားကနေပြောကြားတဲ့မေကွန်းနဲ့မှာသမ္မတဘရက်အိုဘားမားကပြောခဲ့ပါတယ်။ စည်ရအရာအကန့်အသတ်နဲ့အရေးယူဖို့အတွက်ထောက်ခံမခံဆိုတာကိုလွှတ်တော်မှနောက်ကျရင်မဲခွဲဖို့လိုအပ်ဆဲဖြစ်တယ်လို့လည်းသမ္မတဥပမာကပြောခဲ့ပါဗျ။အင်ဖြူရောဆိုင်ရာ VOE သတင်းတောက် Dan Robinson သတင်းပေးပို့ထားတာကိုတော့မတ်စုမြတ်မုံကအပြည့်အစုံတင်ပြထားပါတယ်ရှင်။ Damascus မြို့တော်မှာ August လတုန်းကဖြစ်ခဲ့တဲ့ဓာတုလက်နက်သုံးတိုက်ခိုက်မှုဟာတကမ္ဘာလုံးရဲ့လုံခြုံရေးကိုထိခိုက်စရာဖြစ်နေတဲ့အတွက်ပြည်ပြသားသားတုံ့ပြန်သင့်တယ်ဆိုတဲ့သူ့ရဲ့အမြင်ကို အမေရိကန်ပြည်သူတွေကိုဓာတ်ရိုက်ပြောမယ်လို့ကတိပြုထားတဲ့အတိုင်းသမ္မတအိုဘားမားကရုပ်မြင်သံကြားပေါ်ကနေမိန့်ခွန်းပြောခဲ့တာပါအမေရိကန်ထောက်လှမ်းရေးတွေရဲ့အပြောအရအမျိုးသမီးအမျိုးသားနဲ့ကလေးငယ်1400ထက်မနည်းတိတ်ဆုံးခဲ့တဲ့ဆီးရီးယားသမ္မတရဲ့တိုက်ခိုက်မှုကိုကမ္ဘာကြီးကလက်ခံနေလို့မရဘူးလို့သမ္မတကအခုလိုပြောခဲ့ပါတယ် When dictators commit atrocities they depend upon the world to look the other way ကျန်းကျုပ်ရစတဲ့လူရက်တွေကိုအာဏာရှင်တွေကလုတဲ့အခါ အင်မတန်ခြောက်ခြားဝဲကောင်းတဲ့ပုံတွေမေ့ပျောက်သွားတဲ့အချိန်ထိကဘာကြီးကမျက်နှာလွှဲသွားကြတာမျိုးသူတို့ကဖြစ်စေချင်ပါတယ်။အဲလိုမျိုးတွေလည်းဖြစ်ခဲ့ဘူးပါတယ်။ဒီချက်ကိုငြင်းလို့မရပါဘူး။အခုမေကွန်ထုတ်ဆရာကအမေရိကန်ပြည်ထောင်စုနဲ့နိုင်ငံတကာအတိုင်းအဝိုင်းအနေနဲ့ဒီကိစ္စအပေါ်ဘယ်လိုလုပ်ဖို့ပြင်ဆင်ထားသလဲဆိုတာပါ။ ဆီးရီးယားအပေါ်စစ်ရေးနဲ့အရေးယူမှုကိုလက်ခံမခံလွှတ်တော်မှာမဲခွဲဆုံးဖြတ်မဲ့ကိစ္စကိုတန်တမာရေးနီးနဲ့ဖြေရှင်းနိုင်ချိန်မှာရွှေဆိုင်ထားဖို့လဲသမ္မတအိုဘားမားကတောင်းဆိုခဲ့ပါတယ်တကယ်လို့စီရေးအရာတိုက်ခိုက်ဖို့လိုအပ်လာတဲ့ဆိုရင်လေရည်ရွယ်ချက်ကဓာတုလက်နဲ့တုံးဆွဲမှုကိုတားဆီးဖို့နဲ့အာဆတ်အစိုးရရဲ့ဆွမ်းဆောင်နိုင်စွမ်းကိုအာရော့သွားစေဖို့ဖြစ်တယ်လို့သမ္မတအိုဘားမားကပြောပါရယ် အီရတ်တို့အာဖဂန်နစ္စတန်တို့မှလိုကန့်သက်ချက်မရှိစစ်တိုက်တာမျိုးလီဗျားနဲ့ကော့ဆိုဗိုမှလိုရေရှည်လေကြောင်းကတိုက်ခိုက်မှုမျိုးဖြစ်မှာမဟုတ်ဘူးလို့ဆိုပါတယ်။ဒီလိုဆောင်ရွက်တဲ့အတွက်အစ္စရေးတူရကီနဲ့ဂျော်ဒန်တို့လိုအမေရိကန်ရဲ့မဟာမိတ်တွေအတွက်အန်ဒီယဲနဲစင်မှာဖြစ်တဲ့တစ်ချိန်တည်းမှာပဲအီရန်လိုဆီးရီးယားရဲ့မဟာမိတ်တွေကိုဒီလိုလုပ်ရမျိုးလက်မခံဘူးဆိုတာပြသရရောက်မှာဖြစ်ပါတယ်။ failure to stand against the use of chemical weapons ဒါဒူးလက်နဲ့သုံးဆွဲမှုကိုလက်မခံနိုင်ဘူးဆိုတာပြသဖို့ပြက်ကွက်ခဲ့ရင် တခြားဖြစ်အားဖြင့်လက်နက်တွေကိုတားဆီးတဲ့နေရာမှာအာနယ်သွားနိုင်တယ်လို့နိုင်ငံတကာဥပဒေတွေကိုလျော်လျော်ရှုပြီးနျူကလ িয়ার လက်နက်တွေကိုထုတ်လို့မလားငြိမ်းချမ်းတဲ့လမ်းကိုသွားမလားဆိုတာကိုစုံဖြည့်ရမယ်အာဆတ်ရဲ့မဟာမိတ်အီရန်ကိုရဲစေးတင်ပေးရရောက်သွားပါလိမ့်မယ်အခုလိုသမ္မတဥဘာမကပြောနေပေမဲ့ Republican Senate အမတ် Mitch McConnell ကတော့စစ်တိုက်ဖို့ခွင့်ပြုမဲ့ဆုံးဖြတ်ချက်ကိုမဲပေးမှာမဟုတ်ဘူးလို့ပြောခဲ့ပါတယ် ဒီဆုံးဖြတ်ချက်ကအများထောက်ခံချက်ရမယ့်ဆုံးဖြတ်ချက်ကိုမဟုတ်ပါဘူးလို့ပြောသွားတာပါ။ဆီးရီးယားပေါ်လေကြောင်းကတိုက်ခိုက်ဖို့ကိစ္စကိုအမေရိကန်တော်တော်များများကပြင်းပြင်းထန်ထန်ကန့်ကွက်နေတယ်လို့စစ်တမ်းတွေကလည်းပြသနေပါဗျ။ဒါကြောင့်တမရကအင်္ဂါနေ့ညကရုပ်မြင့်တန်ကြားမင်းကွန်းနဲ့မှအခုလိုပန်ကြားခဲ့ပါဗျ။ I ask every member of Congress and those of you watching at home tonight လွတ်တော်အမတ်တယောက်ချင်းစီကိုရောရုံးမြင်တညာကြည့်နေကြတဲ့ပြည်သူတွေကိုပါကျွန်တော်တိုက်တွန်းချင်တာကတော့တိုက်ခိုက်မှုဗီဒီယိုတွေကိုကြည့်ပြီးတော့မေးခွန်းထုတ်စေချင်ပါတယ်အစိတ်တန်းငွေနဲ့တိုက်ခိုက်ပြီးနိုင်ငံတကာဥပဒေကိုပြောင်ပြောင်တင်းတင်းချိုးဖောက်တဲ့အာဏာရှင်တယောက်ကိုတကယ်လို့အမေရိကန်ပြည်ထောင်စုကကြည့်နေရင်ဘယ်လိုကဘာကြီးမှနေနေတာပါလဲဆိုတာကိုမေးခွန်းထုတ်စေချင်ပါတယ်စီးရီးယားမှာတိုက်ပွဲတွေဆက်ပြီးတော့ဖြစ်ပွားနေတာနဲ့အတူနိုင်ငံရေးအဖြစ်ထွက်လာဖို့အတွက်စီးရီးအရာဆောင်ရွက်ဖို့လိုအပ်လာတဲ့ဆိုရင် အခုထက်နှစ်ဆတိုးကျိုးပန်းသွားမှာဖြစ်တယ်လို့အမေရိကန်သမ္မတကကတိပေးခဲ့ပါတယ်ရှင်။လွန်ခဲ့တဲ့ဆန်းနှစ်နှစ်ကဒီစက်တင်ဘာလ17ရက်နေ့ကအမေရိကန်ပြည်ထောင်စု အကြမ်းဖက်တိုက်ခိုက်ခံရတဲ့ဆန်းနှစ်နှစ်ပြည့်အထိမ်းအမှတ်အောက်မေ့ဘွယ်အခမ်းအနားတွေမနေ့ကနယူးယောက်ဝါရှင်တန်နဲ့ပန်ဆယ်ဗေးနီးယားပြည်နယ်တွေမှာကျင်းပခဲ့ကြပါတယ်။မတ်တင်ကြီးထက်ကပြောပြပေးပါလိမ့်မယ်ရှင်။ လွန်ခဲ့တဲ့ဆယ်နှစ်နှစ်အယ်ခိုင်ဒါတွေစီစဉ်တဲ့ဂျန်ဖက်တိုက်ခိုက်မှုတွေအတွင်းလူပေါင်း3000လောက်သေဆုံးခဲ့ပါတယ်။အမေရိကန်ပြည်ထောင်စုနယူးယောက်မြို့တော်ကကမ္ဘာကုန်သွယ်ရေးအဆောက်အအုံရဲ့မျှော်စင်ညီနောင်ကိုပြန်ပြီးဆွဲခံထားရတဲ့လေရင်နဲ့ဝင်တိုက်ခဲ့တာမှာသေဆုံးခဲ့ရသူတွေအတွေ့အမှတ်တရတိစောက်ထားတဲ့9/11အထိမ်းမှတ်နေရမှာသေဆုံးခဲ့ရသူတွေရဲ့မိသားစုဝင်တွေမိတ်ဆွေတငယ်ချင်းတွေစုဝေးခဲ့ကြပါတယ်။ ထုံနှန်းစင်လာအရာတည်ဆုံးခဲ့ရသူတွေရဲ့နာမည်တွေကိုလည်းဖတ်ကြားခဲ့ကြပါတယ်။တချို့သူတွေကတော့တည်ဆုံးခဲ့ပြီဖြစ်တဲ့သူတို့ချစ်ခင်မျက်နှာရသူတွေရဲ့ဓာတ်ပုံတွေကိုကင်ထားကြပါတယ်။မြို့တော်ဝါရှင်တန်မှာတော့သမ္မတဘရက်အိုဘားမားနဲ့ဂုဏ်သတင်းရှိလူကြီးလူကောင်းတွေဟာနယူးယောက်မြို့ကမ္ဘာကုန်သွယ်ရေးအဆောက်အအုံကြီးကိုပထမဆုံးလေယာဉ်နဲ့ဝင်တိုက်ခံခဲ့ရတဲ့မနေ့၈နာရီ35မိနစ်မှာခဏတာငြိမ်သက်ဂုဏ်ပြုခဲ့ကြပါတယ်။ အမေရိကန်စစ်ဌာနချုပ်ကိုပြန်ပေးဆွဲထားတဲ့လေယာဉ်နဲ့ဝင်တိုက်ခဲ့တာကြောင့်တေဆုံးခဲ့ရသူ100ကျော်လောက်ရဲ့မိသားစုဝင်တွေအတွေ့ပင်တဂွန်စစ်ဌာနချုပ်မှာချင်းပါခဲ့တဲ့ဝန်ထဲဖွဲ့အခမ်းအနားမှာလည်းတမရဥပမာတက်ရောက်ခဲ့ပါတယ်။အမေရိကန်ပြည်ထောင်စုနဲ့အကျိုးစီးပွားတွေကိုချင်းချောက်မဲ့သူတွေရဲ့ဘေးရန်ကနေဆောက်ရှောက်ဖို့လည်းသူကကတိပေးခဲ့ပါတယ်။လူဝင်ဘဲချင်းဘဲခါမှာအင်အားသုံးမယ်ဆိုတော့ကျွန်တော်ချင်းချင်းစဉ်းစားကြရအောင်ပါ။ အင်အားသုံးရုံတက်တက်နဲ့တော့ကျွန်တော်တို့လိုချင်နေတဲ့ကဘာကြီးကိုလည်းတိဆောက်လို့မရပါဘူးအပြန်အလှန်လေးစားမှုနဲ့အပြန်အလှန်ယုံကြည်မှုတွေတိဆောက်ပြီးလူတွေပို့ပြီးဂုဏ်သိက္ခာရှိရှိချမ်းချမ်းသာသာနဲ့လွတ်လပ်မှုရှိရှိနေနိုင်ခွင့်တွေကိုတိဆောက်ပေးနိုင်မယ်ပူပေါင်းဆောင်ရွက်မှုတွေနဲ့ဖြစ်ထွန်းမှုတွေရှိလာစေဖို့လည်းကျွန်တော်တို့ကထပ်ပြီးအခိုင်အမာပြောပါတယ်စရုပ်ထမြောက်ပြန်ပေးဆွဲခံခဲ့ရတဲ့ United လီဆောင်လိုက်ရဲ့ခီးစဉ်အမှတ်63လေးရင်ကတော့ Pennsylvania ပြည်နယ် Shanksville မှာ ပြကြခဲ့တာပါ ခီးတဲ့33ရောက်နဲ့လေယာဉ်ဝန်ထမ်း9ရောက်သေဆုံးခဲ့ရပါတယ်။ဝါရှင်တန်ကိုဥတီပြန်တန်းလာတယ်လို့ယုံကြည်ရတဲ့ဒီလေယာဉ်မှာခီးတဲ့တွေကပြန်ပြေးသမားတွေစီကနေလေယာဉ်ကိုပြန်ပြီးထိန်းချုပ်နိုင်ဖို့ကြိုးစားနေတော့မှာပြစ်ချခဲ့ရတာလည်းဖြစ်ပါတယ်။ခီးစဉ်အမှတ်63ပြစ်ချခဲ့တဲ့ဝန်내ဖွဲ့အမှတ်100ခန်းနာချင်းပါရာအမျိုးသားပန်းချံကိုတည်ဆုံးခဲ့ရသူတွေရဲ့ဆွေမျိုးတွေစုဝေးခဲ့ကြပါရဲ့ရှင်။ မနေ့ကကြောက်တဲ့စက်တင်ဘာလ17ရက်နေ့ဟာလစ်ဗျားနိုင်ငံဘက်ကစီမျိုးကအမေရိကန်ကောင်စစ်ဝင်ရုံးကိုတိုက်ခိုက်ခံရတဲ့တနည်းမြောက်တဲ့နေ့ဖြစ်ပါတယ်။အဲဒီတိုက်ခိုက်မှုကြောင့်အမေရိကန်တမ်မတ်ခရစ်စတီဖန်အပါအဝင်အမေရိကန်နိုင်ငံသားလေးဦးတည်ဆုံးခဲ့ရပါတယ်။ဘန်ဂါစီဖြစ်ရဟာဆီးရီးယားကိုစစ်ရေးအရအေးအေးယူဖို့သမ္မတအိုဘားမားအဆိုရကတွန်းအားပေးနေတဲ့အပေါ်ဘလို့တရားမှုရှိတယ်လဲဆိုတာနဲ့ပတ်သက်ပြီး VOE ရဲ့နိုင်ငံသားရေးဝင်ကြီးဌာနဆိုင်ရာသတင်းတောက် Scott Stans ကသတင်းပေးပို့ထားပါတယ်။ကိုတော်တော်သိန်းကအပြည့်စုံကိုပြောပြပေးပါလိမ့်မယ်ရှင်။ ဘင်ဂါဇီကအမေရိကန်ကောင်စစ်ဝင်ယုံကိုတိုက်ခိုက်ခံခဲ့ရတဲ့ဖြစ်ရပ်ကို အကြမ်းဖက်မှုအဖြစ်သမ္မတဥဘာမာအဆိုရကနာမည်တက်ခေါ်ဆိုဖို့နှိကွေးခဲ့တယ်ပေါ့ရီပပ်လီကန်လွှတ်တော်အမတ်တွေကမေးခွန်းထုတ်ခဲ့ကြတာနဲ့အမျှအဲ့ဒီဖြစ်ရပ်ဟာနိုင်ငံရေးအရာပွက်လောရိုက်သွားခဲ့တာပါအဲ့ဒီအချိန်ကနိုင်ငံခြားရေးဝန်ကြီးဖြစ်သူဟီလာရီကလင်တန်ကဘာအကြောင်းကြောင့်တိုက်ခိုက်ခံရတယ်ဆိုတာကအရေးမကြီးဘူးလို့ပြောခဲ့ပါတယ် The fact is we had 4 dead Americans was killed. ဒီကအချက်ကအမေရိကန်နိုင်ငံသား၄ယောက်သေဆုံးသွားပါပြီ။ဒါဟာဆန္ဒပြပွဲတစ်ခုကြောင့်ဖြစ်ခဲ့တာလား။ညဘက်လမ်းပေါ်ထွက်လာတဲ့လူတွေကအမေရိကန်တချို့ကိုသွားတရအောင်လို့ဆုံးဖြတ်ခဲ့တာကြောင့်လား။ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ်အခုချိန်မှာဘာများကွာခြားသွားမှမို့လို့လဲရှင်။တနစ်ကြာပြီးတဲ့နောက်မှာတော့ဆီးရီးယားကိုတိုက်ခိုက်ဖို့သမ္မတဥဘာမားအစိုးရကတွန်းအားပေးကြိုးစားနေတာကိုနိုင်ငံသားရေးဝန်ကြီးဂျွန်ကယ်ရီကဥဆောင်နေတာနဲ့အမျှဘန်ဂါစီဖြစ်ရပ်ပေါ် မရဥပမာအစိုးရကင်တွယ်ခဲ့ပုံကလွတ်တော်အမတ်တချို့အတွက်အမှတ်ရစရာဖြစ်နေစေပါပဲစီးရီးယားကိုစီအေအရတိုက်ခိုက်ချင်နေတဲ့အခုအစိုးရဟာဘင်္ဂါဇီမာတုန်းကအမေရိကန်နိုင်ငံသား၄ဦးကိုရှိသမျှစွမ်းအားတွေအသုံးပြုပြီးကယ်တင်ဖို့တွန်းဆုတ်ခဲ့တယ်လို့ Republican လွှတ်တော်အမတ် Jeff Duncan ကဆိုပြီးအရင်ကပြည်ပခန့်တွေမှာ Mr. Kerry ဟာတတိထားပြီးလှုပ်ဖို့ပြောယုံကလွဲပြီးတော့ဘာမှမလုပ်ခဲ့ဘူးလို့ပြောပါတယ် စီးရီးယားနဲ့ဘန်ဂါစီကိုနှိုင်းရှင်ပြောဆိုတာဟာနိုင်ငံရေးပယောဂဖြစ်တယ်လို့မစ္စတာဂယ်ရီကပြန်ခြေပပါတယ် When I was in the United States Senate I supported military action in any number အမေရိကန်ထက်လွတ်တော်မှာကျွန်တော်ရှိခဲ့တဲ့အချိန်တုန်းက Grenada ပနားမစတဲ့နိုင်ငံတွေအပါအဝင်အခြေအနေတော်များများမှာစီးရီးယားလုဆောင်မှုကျွန်တော်ထောက်ခံခဲ့ပါတယ်ဒါနဲ့ပတ်သက်ပြီးတော့ဘလို့သုံးသက်ဆုံးဖြတ်တယ်ဆိုတာကိုနားမလည်ဘူးဆိုတာမျိုးအပြောခံမှုကျွန်တော်ဒီမှာလာထိုင်နေတာမဟုတ်ပါဘူး လူတွေအစိတ်တန်းငွေနဲ့အသက်ခံရတဲ့ကိစ္စကိုကျွန်တော်တို့ကပြောနေတာဖြစ်ပြီးတော့ခင်ဗျားကဘန်ဂါစီအကြောင်းပြောချင်နေပါတယ်။ဒါပေမဲ့လည်းဘန်ဂါစီဖြစ်ရဟာအခုလက်ရှိဆီးရီးယားကိစ္စမှာကွန်ကရစ်တော်ရဲ့အတီးပြူးချက်ရဖို့စူးစမ်းနေတာကိုအားနည်းသွားစေနိုင်တယ်လို့ American University ကပါမောက်ခ Alan Lichtman ကသုံးသပ်ပါတယ်။ဘန်ဂါစီမှာအကြမ်းဖက်တိုက်ခိုက်မှုတွေဆက်ဖြစ်နေတာက American အစိုးရဟာအခြေအနေအပေါ်နားလည်နိုင်စွမ်းအားနည်းတာကိုပြနေတယ်လို့လည်းပြောပါတယ်။ ်ဘင်္ဂါစီတိုက်ခတ်မှုဖြစ်ရဖြစ်ခဲ့ပြီးတဲ့နောက်လုံခြုံရေးပိုင်းအားနည်းချွတ်ယွင်းခဲ့တဲ့အပေါ်တာဝန်ရှိတဲ့အတွက်ဆိုပြီးအမေရိကန်တန်တမန်၄ဦးကိုယာရူးချခဲ့တာမျိုးပဲရှိခဲ့ပါတယ်သူတို့တွေတွေအားလုံးကိုလည်းအဲ့ဒီအချိန်ကလေးကစလို့တာဝန်အစ်စ်တွေမှာ ပြန်လည်ပြီးတော့ခန့်အပ်ထားပြီးဖြစ်ပါတယ်ခင်ဗျာ 2000ခုနှစ်အမေရိကန်ပြည်ထောင်စုနယူးယောက်မြို့ကုန်သွယ်ရေးမုံမြော်တိုက်ညီနောင်ကြီးကိုအကြမ်းဖက်သမားတွေလေးရင်ပြန်ပေးဆွဲတိုက်ခိုက်ခဲ့တဲ့အဖြစ်ပြက်ဟာမနေ့က12နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။ဒီအကြမ်းဖက်တိုက်ခိုက်မှုကြီးကြောင့်တေဆုံးခဲ့သူတွေအတွက်အောက်မေ့ပွဲအမှတ်တရပြတိုက်ရှင်းနေမှာဖွင့်လှစ်မှာဖြစ်ပါတယ်။ တိုက်ခိုက်မှုကြီးဖြစ်ပွားခဲ့ခြင်းကအဆောက်အဦအောက်ဆုံးအလွှာမှာရှိနေခဲ့တဲ့ကယ်ဆယ်ရေးစေတနာဝန်ထမ်းလှုပ်ဆောင်ခဲ့သူတွေရဲ့ပစ္စည်းအချို့ကိုပြန်ရှာဖွေခဲ့တဲ့အကြောင်းတွေနဲ့အတူအမတ်တရပြတဲ့အကြောင်း VOA သတင်းတော့ Adam Phillips ရဲ့သတင်းပေးပို့ချက်ကိုကိုအောင်အောင်ကတင်ပြပေးထားပါရှင် Ground Zero ပြတိုက်ဟာ Student Bay တထောင်ကျော်လောက်ပဲကျေပါတယ်။ဒါဟာ Manhattan ကတယောက်ဧကန် apartment လောက်တော့မရှိပါဘူး။ဒါပေမဲ့အဲ့ဒီပြခန်းမှာပြတ်သားထားတာတွေကတော့အမကန်းပါပဲ။ Gary Mellon Susan ဟာဒီပြတိုက်ကိုတည်ဆောင်ခဲ့တာဖြစ်ပြီးတော့သူဟာကမ္ဘာ့ကုန်သွယ်ရေးအဆောက်အဦပြိုကျပျက်စီးပြီးတဲ့နောက် ဒီအဖြစ်ပြက်တွေကိုမှတ်တမ်းတင်ရိုက်ကူးခွင့်ရတဲ့ဓာတ်ပုံဆရာတဦးလည်းဖြစ်ပါတယ်ဒီတိုက်ခိုက်မှုအပြီးနောက်ပိုင်းကာလရှင်းလင်းမှုတွေပြုလုပ်တဲ့အချိန်ကာလကဓာတ်ပုံတွေနဲ့အပြက်စီးတချို့ကိုဒီပြရိုက်မှာပြသထားတာပါဒါတွေဟာ9/11အကြမ်းဖက်တိုက်ခိုက်မှုနဲ့ဆန့်ကျင်ပြီးသူရဲကောင်းဝါရနဲ့ဆုံးဖြတ်ချက်ခိုင်မာမှုတွေကိုရည်ညွှန်းပြောဆိုနေတာလည်းဖြစ်ပါတယ် I decided why not open up my own အမောင်ညီနောင်တက်ရဲ့အောက်ဆုံးထပ်မှာဘာတွေဖြစ်ခဲ့လဲဆိုတာကိုပြောပြနေတဲ့တမိုင်းကြောင်းတွေကိုလေ့လာရင်းနဲ့ဒီအဖြစ်ပျက်ဆိုးကိုကုစားနိုင်ဖို့ရည်ရွယ်ချက်နဲ့ကိုပိုင်ပြတဲ့အသေးစားဖွင့်ဖို့ကျွန်တော်ဆုံးဖြတ်ခဲ့ပါတယ်မြန်မာခေတ်အမေရိကန်တမိုင်းမှာအကြီးအကျယ်ဆုံးဖြစ်ခဲ့တဲ့စက်တင်ဘာ17ရက်တိုက်ခိုက်မှုအပြီးပြန်လည်ရှာဖွေကယ်ဆယ်ရေးကာလကသူ့အပေါ်အကြီးအကျယ်ပြောင်းလဲခဲ့တယ်လို့စူဇန်ကပြောပါတယ် everyone who worked there was honored to be there အဲ့ညမှာအလုပ်လုပ်ခဲ့သူတွေကိုအဲ့ညမှာပဲဂုဏ်ပြုတာပါ အားလုံးစုတဲ့အတိုင်းကျွန်တော်တို့ခြေဘွားအောက် ground zero မှာထောင်ပေါင်းများစွာသောအပြစ်မဲ့ပြည်သူတွေရှိနေပြီးတော့အဲ့ဒီမှာလုံနေကြတဲ့သူတွေကြားတယောက်နဲ့တယောက်လေးစားမှုရိုင်းပေးမှု ရင်းနှီးချစ်ခင်မှုတွေတွေ့ရှိခဲ့ပါတယ်။လွန်ခဲ့တဲ့ရှင်းနှစ်ဒီပြရိုက်ဖွင့်ပြီးကလေးကလာရောက်ကြည့်ရှုသူပေါင်း၃၀၀၀ကျော်လောက်ရှိပါတယ်။ပြရိုက်လန်ညွန်သူ Phoenix Toliver ကတော့ပြသထားတဲ့ပစ္စည်းအပိုင်းစတွေကိုကင်တွယ်ကြည့်ရှုနိုင်တဲ့အကြောင်းပြောပါရတယ်။အဲဒီအထဲမှာကမ္ဘာကုန်သွယ်ရေးအစအဦးကအပိုင်းစတွေနဲ့ပြုလုပ်ထားတဲ့ဘာသာရေးအထိမ့်အမှတ်သင်္ကေတတွေလည်းပါဝင်ပါတယ်။ပြသထားတာတွေကိုအတန်နဲ့လန်ညွန်ပြောပြတဲ့စနစ်နဲ့တက်ဆင်ထားတဲ့အတွက်အကျန်းဖတ်မှုနဲ့သူရဲကောင်းဝါရတို့အပေါ်ပုံဖော်ရမှာ ပိုးပြီးတော့လည်းထိရောက်မှုရှိပါတယ်။အဲလီရှာအက်ဖလွန်ဟာမနစ်ကအဲဘားမားပြည်နယ်ကလာရောက်ကြီးရှုပြီးတော့အခုခါမှာနောက်တစ်ကြိမ်ဒီပြရိုက်ကိုလာရောက်တာပါ။ဒီပြရိုက်ဟာခွန်အားတွေတည်ထနိုင်ဖို့တွန်းအားပေးတဲ့အကြောင်းသူကပြောပါတယ်။ကိုမတိရဲ့လူတွေဖြစ်တာတော့မှပြထားတာတွေကိုကြည့်ပြီးလူတွေဟာအတူတူပါလားဆိုပြီးမျှော်လင့်ချက်တွေရှိပါတယ်။ စက်တမ7ရက်တိုက်ခိုက်မှုနှစ်ပတ်လည်အချိန်ဖြစ်တဲ့အတွက်ဒီ ground zero ပြတိုက်မှာလာရောက်ကြီးရှိသူတွေနဲ့စီရနေပါတယ်ဒါပေမဲ့လည်းဒီပြတိုက်ဟာနှစ်ပတ်လည်အများရန်ပြတာနေမှာလည်းဖြစ်ပါတယ်ခင်ဗျာ VOA TV သတင်းလာအစီအစဉ်တွေကိုကြည့်ရှုခဲ့ရတဲ့ကျေးဇူးတင်ပါတယ်ရှင်။ဒီအစီအစဉ်ကိုနောက်နေ့မနေ့အစီအစဉ်သစ်မပြောင်းခင်အထင်ကြီးထပ်မံထုတ်လွှင့်ပေးနေပါတယ်။ရှင်လန်းချမ်းမြေ့ကြပါစေရှင်။ရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ။